ကိုဝန်ကရင့်လာချိန်ပေါ့နော်ဖုံးမရဖိမရဖြစ်တာကြောင့်ဖုံးကြီးကအရက်လက်တယ်နဲ့ကိုဝန်ကိုသွားပြီးတော့ဖြတ်ချခိုင်းတာတယ်ဗျာတော်တော်ကိုယုံမာတာပဲဗျာနော် အလုံးမင်းမင်္ဂလာပါတငယ်ချင်းတို့ကျွန်တော်ကတော့ဆိုင်းကြီးပါဗျဒီကနေ့တငယ်ချင်းတို့ကျွန်တော်တင်ဆက်ပေးခြင်းတဲ့သတင်းလေးကတော့ဖုန်ကြီးတစ်ပါးကပေါ့နော်အသက်၁၄နှစ်ရှိတဲ့ကောင်မလေးကိုအချိန်ချင်းတာမယာပြုတ်ကျင့်တဲ့သတင်းလေးပဲဗျ AOD တိုင်းမြောင်းမြခရိုင်မြောင်းမြမြို့နယ်မှာဖြစ်သွားတဲ့သတင်းလေးဗျဖုန်ကြီးကတော့အသက်တော်တော်ကြီးနေပြီးတော့မရင်းကျင့်ခံရတဲ့ကောင်မလေးကအဲ့ဒီဖုန်ကြီးကြောင်းမှာလာရောက်မိကိုစားတောက်နေထိုင်တာပဲဖြစ်ပါတယ်ဗျကောင်မလေးကိုအချိန်ချင်းမရင်းကျင့်ပြီးတော့ဒီကိစ္စကိုတခြားဘသူမှမသိအောင်လဲဖုန်ကြီးကချင်းချောက်ထားသေးတယ်ဗျ ကဲကျွန်တော်ရဲ့ဒီဗီဒီယိုလေးထဲမှာအစာဆုံးပါတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုစောင့်လိုက်ကြည့်ဖို့တရားကျွန်တော်ရဲ့တငယ်ချင်းတွေကိုဖိတ်ခေါ်ခြင်းပါတယ်ဗျာနော် အာဓမပြုခြင်းမူကျူးလွန်သူဆိုသူဟာမြောင်းမြမြို့နယ်ဖေယားငုတ်တုံရှမ်းစုကြီးရွာမှာရှိတဲ့ငွေရင်းသာတောရကျောင်းကအသက်50ငါးနှစ်ဝါတော်15ဝါရှိတဲ့ယဟန်ဘွဲအမီဥဥ္တမလူအမီဦးအေးလွင်ဆိုသူဖုန်ကြီးတပါပဲဖြစ်ပါတယ်ဗျာနော်အဲ့ဒီဖုန်ကြီးကပေါ့နော်ကျောင်းမှာလာရောက်မိခိုစားတောက်နေရတဲ့အသက်14နှစ်အရွယ်ကျောင်းသူလေးကိုယခုနှစ်ပေါ့နော်ဇွန်လပထမအပတ်လောက်ကစတင်ပြီးတော့အချိန်ချင်းအာဓမပြုခြင်းခဲ့တယ်လို့လည်းသိရတယ်ဗျာ ကလေးမလေးကဘုံကြီးចောင်းမှနေတာမိသားစုကတော်တော်စင်းရဲပါတယ်ဘုံကြီးကចောင်းထားပေးတယ်ဗျဘုံကြီးကတာမရပြုတ်ကျင်နေဆိုတာကိုဘသူမှမပြောဖို့ကလေးမလေးကိုချင်းချောက်ထားတာကိုုံရတော့မှတည်သွားတာဘုံကြီးကိုယုံတော့မိဘတွေကလည်းအထားတာဗောလို့ရဲစကန်းနဲ့နီးဆက်သူတွေကအဲ့လိုမျိုးပြောလာတယ်ဗျာနော်ဖုန်းကြီးကဗျာတော်တော်ဆွဆွပဲเนาะကိုเจ้ามาလာပြီးတော့မိကိုစားတော့နေရတဲ့ခလေးမလေးကိုဒီလိုသားမရပြုတ်ချင်းရလာဗျာ ဒီဖုံးကြီးတစ်ပါးကြောင့်เนาะတခြားဖုံးကြီးတွေလည်းတိတ်ခါကြတယ်ဗျာငခုံးမတစ်ကောင်ကြောင့်တလီလုံးပုတ်တယ်ဆိုတာကเนาะဒီလိုလုံးရက်မျိုးကိုပြောတာဗျာဖုံးကြီးကအရမပြုတ်ကျင့်တာကိုဒေတာခန်တွေနဲ့ကုညီပေးသူတွေက အောက်တိုဘာလဒုတိယအပတ်ထဲမှာသိရှိသွားတာကြောင့်အသက်50ငန်းနဲ့ဝါရော15ဝါရှိတဲ့ရဟန်းဘွဲအမီဥဥ္ဓဓမလူအမီဥအေးလွင်ဆိုသူကိုမြောင်းမြမျိုးနဲ့ရေစကန်မှာအမှုဖွင့်ထားတယ်လို့သိရတယ်ဗျာနော် ကိုဝန်ကရင့်လာချိန်ပေါ်တော့ဖုံးမရဖိမရဖြစ်တာကြောင့်ဖုံးကြီးကအရက်လက်တဲ့နဲ့ကိုဝန်ကိုသွားပြီးတော့ဖြတ်ချခိုင်းတာတဲ့ဗျာတော်တော်ကိုယုံမာတာပဲဗျာနော်ဒီလိုမျိုးကိစ္စတွေဖြစ်လာမှန်မှန်သိရတာနဲ့ဘာဖြစ်လို့ဒီလိုမျိုးကျူးလွန်တာလဲဗျာအခုတော့နော် ဖုံးမရဖိမရတွေဖြစ်ကုန်ပြီဖုံးမရဖိမရဖြစ်လာတဲ့အနေထားကြတော့လေကြည်အောင်ဗျာနော်အရက်လက်တဲ့နဲ့သွားပြီးတော့ဖြတ်ချခိုင်းတာတဲ့နော်တော်တော်ကိုယုံမာတယ်ဖုံးကြီးတုပဲဗျာ သွားဖြတ်ချပြီမဲ့ပေါ့နော်ချမရတဲ့အတိဖြစ်သွားတာခူးကောင်မလေးကမြောင်းမြဆေးုံမှာဆေးကုသနေရတယ်ဖုန်းကြီးကတိမ့်လျှောက်နေရင်ဖမ်းမိတာလို့သိရတယ်ဒါကတော့နင်းနာသူကောင်မလေးကိုပေါ့နော်နင်းနာသူကလေးမလေးကိုကူညီပေးတဲ့သူတယောက်ကပြောပြထားတာဗျ ဒီအတ္တမပြုခြင်းမှုပေါ့နော်ကျူးလွန်သူဆိုတဲ့ဥဥတ္တမဥအေးလွင်ဟာအယက်နဲ့မိသားစုကပေါ့နော်ဖြစ်စဉ်ကိုတတ်ဆိုင်ရမှာတိုင်ကြားထားတယ်လို့လည်းသိရှိရပြီးတဲ့နောက်မှာပေါ့နော်တရားစကန်းကိုအကြောင်းပြပြီးတော့ပေါ့နော်ထွက်ပြေးတိမ်းရှောင်နေတာလို့လည်းသိရတယ်ဗျသက်ဆိုင်ရာက ဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးပြီးတော့ဗောနောကျူးလွန်သူဆိုတဲ့ယဟန်ဘွဲ့ဥဥဒ္ဓမလူအမိဥအေးလွင် ဆိုသူကိုကိရင်ပြည်နယ်ဗောနောဖန်အံမြို့နယ်ဘက်မှာဖမ်းဆီးရမိရဲ့လို့လည်းသိရတယ်ဗျ ဒီလိုမျိုးလူမဆန်တဲ့လှုပ်ရက်ကိုလှုပ်တဲ့ဖုန်ကြီးတုသင်ငန်းချုပ်ပြီးတော့ဗောနော်မြဲမြဲအေးအေးယူရမှာဗျဒီလိုမျိုးဖုန်ကြီးတုတွေပေါများနေတာကြောင့်ကျွန်တော်ဗုဒ္ဓဘာသာဝင်တွေအထွတ်မြတ်ကိုးကွယ်ထားတဲ့အရာတွေကလည်းတဖြည်းဖြည်းမေးမိန်လာတယ်ဗျဒီလိုမကောင်းတဲ့ယဟန်တုယဟန်တပါးကြောင့်နော်တခြားကောင်းတဲ့ယဟန်တန်ဃာတွေပါထိခိုက်လာရတယ်နော်သူကြည့်တော့ဗျာအသက်က55နှစ်နော်ဟိုကလေးမလေးက14နှစ်ပဲရှိသေးတယ်တော်တော်ကိုလူမဆန်တဲ့လှုပ်ရက်ကိုလှုပ်သွားတာပဲဗျာနော် လက်ရှိပေါ်တော့မြောင်းမြမျိုးမရဲစခန်းမှာလဲရာတသက်ကြီးပုံမှ3.6အပါဝင်ပေါ့နော်ပုံမှ3ခုထက်မနည်းအမှုဖွင့်ထားအေးယူထားတယ်လို့လည်းသိရတယ်ဗျဒါကတော့ဝမ်းသာစရာပဲဗျာနော်ငယ်ပြူတွေကတော့ဒီလိုကိစ္စမျိုးဖြစ်တယ်ဆိုတာ တော်တော်ရှားတယ်ဗျာနော်ကြီးမှဝတ်တဲ့တောထွက်တွေအများစုပဲဒီလိုကိစ္စမျိုးကျူးလွန်ကြတာဗျဒါလည်းအများစုကိုဆိုလိုတာမဟုတ်ဘူးဗျာနော်တချို့တလေကိုပဲဆိုလိုခြင်းဖြစ်ပါတယ်ကဲနောက်ထပ်သတင်းလေးကပေါ့နော်ရှမ်းပြည်နယ်တောင်ကြီးမြို့မှာ လမ်းပြီးမှလေလွင့်နေထိုင်နေတဲ့အမျိုးသားတအုပ်ကိုပေါ့နော်ကားနဲ့ကြိတ်ကားနဲ့တိုက်လိုက်တဲ့သတင်းလေးကိုကျွန်တော်ဆက်လက်ပြီးတော့တင်ပြပေးမှာပဲဖြစ်ပါတယ်ဗျာနော်ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မြို့မရက်ကွက်ဆက်ဆန်ထွန်းလမ်းမှာအောက်တိုဘာ16ရက်ညပိုင်းကဒန်ယာရီနဲ့အမျိုးသားအလောင်းတလောင်းတွေ့ရှိကြောင်းပြည်သူတွေရဲ့သတင်းပေးပို့ချက်အရပေါ့နော်ရဲတပ်ဖွဲ့ဝင်တွေနဲ့တာဝန်ရှိသူတွေကတွားရောက်စစ်ဆေးခဲ့ပြီးတော့ပြစ်မှုကျူးလွန်သူကိုလည်းဖန်စီအရေးယူထားပြီးဖြစ်ကြောင်းတရင်ရင်းမြစ်တွေထံကသိရပါတယ်တဲ့ ဖြစ်စဉ်ကပါနော်အောက်တိုဘာ16ရက်နေ့ည7:00နာရီခန့်ကမြို့မရက်ကွက်ဆက်ဆန့်ထုံးလမ်းမနေတဲ့ဆိုင်းစီရန်35နှစ်ကပါနော်သူ့မိသားစုနဲ့အတူ Honda ဖိအဖြူရောင်ကားနဲ့စူရာမူနီဖျားကိုတွားခဲ့တယ်လို့လည်းသိရတယ်ဗျအဲ့ဒီနောက်မှာဖះမပြန်လာစင်ပေါ့နော်ပိုးချုပ်လမ်းမကြီးဘေးမှာအိတ်နေတဲ့အသက်30ခန့်ရှိတဲ့အမျိုးသားလေလွင့်နေထိုင်သူတဦးကိုကားနဲ့ကြိတ်မိခဲ့ပြီးတော့ပစိုးနဲ့ချိတ်ပြီးတော့ပေါ့နော်လမ်းတောက်လျှောက်ပုတ်တိုက်ပါလာခဲ့တယ်လို့လည်းသိရတယ်ဗျ။ တိုက်တာကိုတည်ရတာနဲ့နော်တသက်ကားမရက်ဖဲနဲ့တရွတ်တိုက်ဆွဲခေါ်လာတဲ့ပုံစံမျိုးလေးဖြစ်တယ်ဗျာနော်ကြည့်ရတာတော့နော်အယက်မူးပြီးတော့ဆေးကွဲနေတယ်ထင်တယ်ဗျာနော်အဲ့ဒီလိုဖြစ်ပွားပြီးတဲ့နောက်ပေါ့နော်သူ့ရဲ့အိမ်နာအရောက်ကားရက်စင်ကားအောက်မှာအလောင်းကိုတွေ့ရှိပြီးတော့လမ်းဘေးထားခဲ့ကကားကိုတဲ့ကန်ကြီးရက်ကွက်မှာရှိတဲ့သူ့ရဲ့တငယ်ချင်းနေအိမ်မှာသွားရောက်ဝတ်ထားခဲ့ကနေအိမ်ကိုပြန်လာခဲ့တယ်လို့လည်းသိရတယ်ဗျာနော်ဒါ तू ကတော့ तू မလုပ်ဘူးဆိုပြီးတော့ဒါဟန်ဆောင်နေတာပေါ့ဗျာနော်ကားကိုလည်းဖွက်ထားသေးတယ်ဗျာ ါပဲမျိုးတဲမှာဖြစ်တာဆိုတော့ဗျာနော် CCTV ကနေရာတိုင်းလို့လို့ရှိနေတဲ့အခါကျတော့လဲဘလို့ပြည်ပြည်နော်လွတ်မှာတော့မဟုတ်ဘူးဗျာရဲတပ်ဖွဲ့ဝင်တွေကပေါ့နော် CCTV မှတ်တမ်းတွေကိုစုံစမ်းဖော်ထုတ်ချက်အရအောက်တိုဘာ18ရက်နေ့ညနေ9နာရီခန့်မှာ ပြစ်မှုကျူးလွန်ခဲ့သူကိုတပ်တေခံကားနဲ့အတူဖမ်းဆီးခဲ့ပြီးတော့ပေါ့နော်ဥပဒေအရအမှုဖွင့်အရေးယူထားတယ်လို့လည်းသိရတယ်ဗျာ ဒီလူကဘလောက်တောင်စေးကွဲနေလဲမသိဘူးဗျာနော်သူဘာသူလမ်းဘေးမှာစားရမဲမဲတောက်ရမဲမဲလမ်းဘေးမှာနေတဲ့လူတဦးကိုမှဝင်တိုက်ရတယ်လို့ကံကားတော့တော်တော်ဆိုးရှာတာပဲနော်ဘာပဲပြောပြောသူ့ရဲ့လှုပ်ရက်ကြောင့်အခုဆိုရင်သူ့ရဲ့လှုပ်ရက်နဲ့ထိုက်တဲ့အဖြစ်တန်ကိုသူပြန်ခံရပြီဗျ။ဒါကြောင့်မလို့ကြည့်နေကျွန်တော်တငယ်ချင်းတွေလေပေါ့နော်ဒီလိုမကောင်းတဲ့လှုပ်ရက်တွေကိုရှောင်ရှားဖို့မကောင်းတဲ့အလုပ်ရက်တွေကိုမလုပ်ဖို့အတွက်ကျွန်တော်တိုက်တွန်းချင်ပါတယ်။ ။ဘာဖြစ်လို့လဲဆိုတော့တန်တရားလဲနေတာဗျာနော်။ကျွန်တော်မှန်တစ်ချက်ကိုကြည့်တယ်လို့မျိုးကိုပြုံးပြရင် तू ਆ ပြုံးပြမှာခမ ्या သူများကိုမဟုတ်တာလုပ်ရင်အေးတစ်ချိန်ချင်းတယောက်ယောက်ကခမ ्या ကိုမဟုတ်တာလာလုပ်လိမ့်မယ်ဗျာနော်။တက်ရောက်မှုတိုင်းမှာတန်ပြန်တက်ရောက်တယ်ဆိုတာအဲ့ဒါကိုပြောတာဗျာ။ဒါကြောင့်မလို့ကြည့်နေကျွန်တော်ရဲ့တငယ်ချင်းတွေညီတွေညီမတွေကိုနော်ကောင်းတာတွေပဲလှုပ်ဖို့ကောင်းတဲ့လုံရက်တွေကိုပဲစဉ်းစားဖို့ကျွန်တော်အကြံပြုချင်ပါတယ်ဗျာနော်ဒီကနေ့ကြည့်နေကျွန်တော်တငယ်ချင်းတွေလေဒီဗီဒီယိုလေးတွေကနေအသိပညာဗဟုသုတတစ်ခုခု ဒါမှမဟုတ်များစွာရရှိနိုင်မယ်လို့ထင်ပါတယ်ဗျာနော်။ကဲတငယ်ချင်းတို့လည်းပြောချင်တဲ့အကြောင်းအရာလေးတွေရှိရင်ကျွန်တော်အောက်မှာ comment လေးရေးပြထားခဲ့လို့ရပါတယ်ဗျာနော်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါဗျာ။နောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါအောင်မယ်ဗျာနော်။